စကားဝါနဲ့ပတ်သက်ပြီးဘလို့ထားရမှန်းမသိသေးတဲ့သူတွေပါနားလည်အောင်လွယ်လွယ်ကူကူပြန်ရှင်းပြပေးမယ်နော် Facebook ဖွင့်တာပဲဖြစ်ဖြစ် Gmail ဖွင့်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကောင့်တွေလုံခြုံဖို့ဆိုတာကအရန်အရေးကြီးပါတယ်အဲ့ဒီစကားဝတ်ကိုဘလို့ထားရင်စိတ်ချရလဲဆိုတာလွယ်လွယ်ကူကူရှင်းပြပေးပါမယ်နော်စကားဝတ်ထားတဲ့အခါအင်္ဂလိပ်စာလုံးအကြီးများအင်္ဂလိပ်စာလုံးအသေးများကဏန်းများအထူးစာလုံးများရောထည့်ရမယ်လို့ပြောကြတာကို နားမလည်သေးဘူးဆိုရင်လုံးဝစိုးရိမ်စရာမလိုပါဘူး။ဒီအချက်လေးတွေကတင့်ရဲ့အကောင့်တွေကိုပိုပြီးလုံခြုံအောင်ကာကွယ်ပေးတဲ့နည်းလမ်းတွေပါ။နံပါတ်1အခရာအကြီးဒါကတော့အင်္ဂလိပ်အခရာတွေရဲ့အကြီးပုံစံတွေပါ။ဥပမာ A ကြီး B ကြီးကနေ Z အကြီးထိစတာတွေပေါ့။နံပါတ်2အခရာအသေးဒါကတော့အင်္ဂလိပ်အခရာတွေရဲ့အသေးပုံစံတွေပါ။ဥပမာ A အသေး B အသေးကနေ Z အသေးစတာတွေပေါ့။ နံမှတ်3ကနန်းတနည်း3 4စတဲ့ကနန်းတွေပါတင်းစကားဝက်ထဲမှာကနန်းတွေပါထည့်လိုက်မယ်ဆိုရင်ခံမှန်းမှုပိုပြီးခက်ခဲသွားပါတယ်နံမှတ်4တင်ဂီတကီးဘုတ်ပေါ်မှာတွေ့ရတဲ့အထူးစာလုံးလေးတွေပါဥပမာထက်တက်ဒေါ်လာအပေါင်းအနှုတ်မြင့်ခြင်းဝင်းဆောက်ဝင်းပိတ်ဖူးစတော့စတာတွေပေါ့တင်ဂီတတွေကစကားဝက်ကိုအထီရောက်ဆုံးခိုင်မာစေတဲ့အရာတွေထဲမှာပါဝင်ပါတယ်တင်ဂီတတွေပါထည့်လိုက်မယ်ဆိုရင်ခံမှန်းရတာတော်တော်ခက်သွားပြီး ဒီအချက်လေးတွေကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။